က်နေရဖြစ်သွားတယ်ပြင်ဦးလေးကလူတက်မှုကလည်းရန်ကုန်ကလူတက်မှုလိုပဲတော်တော်ကြောက်စရာကြီးနော်လူတက်တဲ့လူတက်သမားပေါ့နော်အဲ့ဒီအမျိုးသမီးကအဲ့ဒီကျောင်းမှာမုံရောင်းနေသူပါဆက်နဲ့တန်းကျောင်းသူလေးကသူ့နဲ့လိုက်သွားတဲ့အချိန်မှာပြင်ဦးလွင်မိန်မျိုးရဲ့လူပြတ်တက်တဲ့နေရာစီကိုခေါ်သွားပါတယ်ကောင်မလေးကိုသူကအသိဉာဏ်လာတဲ့ဝိုင်းပလင်းနဲ့နောက်စီကိုပိတ်ရိုက်လိုက်ပါကောင်မလေးကိုမီးရှို့ပြီးတော့တတ်ပါရင် တရခန်ကအခုချိန်ထိထွက်ပြေးလွတ်မြောက်နေသေးပါ။မအောင်နေမင်္ဂလာပါဗျ။ဒီနေ့မှကျွန်တော်မိတ်ဆွေတွေမြောက်ပေးခြင်းနဲ့ဗီဒီယိုဖိုင်လေးတကယ်ဥမာစင်မကောင်းစရာဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်ပြည်ဦးလင်မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်လေးပဲဖြစ်ပါတယ်။ကျွန်တော်ကြောင်မဲဟာလင်ပေါ်ပြည်ဦးလင်မှာကြောင်းလာတက်နေတဲ့စနေတန်းကြောင်းသူလေးနဲ့သူ့ရဲ့မအီယာဆိုရင်ကျွန်တော်ပြည်ဦးလင်မှာတက်ခံရတဲ့ဖြစ်စဉ်လေးပဲဖြစ်ပါတယ်။ဒီလိုတက်သွားတဲ့အချိန်မျိုးမှာဆိုရင်ဒီတက်တဲ့သူနဲ့ဒီအသက်ခံရတဲ့အမျိုးသမီးအဆိုရင်ဘာရန်မျိုးရန်စားမှမရှိပဲနဲ့ ရုပ်ဝိယတနာတွေကိုလိုချင်တဲ့အတွက်ကြောင့်မို့လုတ်သွားတာပဲဖြစ်ပါတယ်။ဗီဒီယိုရိုင်းနဲ့ပတ်သက်ပြီးအစအဆုံးပြောပြထားတဲ့ဗီဒီယိုဖိုင်လေးကိုလည်းဖွင့်ပြပေးခြင်းပါတယ်။အဲဒါတော့ဗီဒီယိုဖိုင်လေးကိုစာဆုံးကြည့်လိုက်ကြရအောင်နော်။ကဲစဆုံးမှတ်ဖို့တော့တမင်းနဲ့လာမင်းနေတဲ့မေမျိုးတော့မဟုတ်ပြင်ဦးတွေကလူတတ်မှုလာစုံစုံလမ်းလို့ပြီးသွားပြီရှင်။စိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့နော်။အဲ့တော့ရှင်တို့နေရာယူပြီးသွားပြီဇလန်းကိုစပြီနော်။အခင်းဖြစ်သွားတာကမေမျိုးမှာဖြစ်ပါတယ်။ဒါပေမဲ့မျက်နာသူတွေကတော့ ကြောင်မဲရနေပြီးတော့ဖြစ်ပါလေ။ဟမ်ကြောင်မဲရနေပြီးတော့မေမျိုးဘလို့ရောက်နေတာတော့ဆိုလို့ရှိရင်တမီးဖြစ်သူကိုမေမျိုးမှာဘော်ဒါဆောင်ရင်ခက်တော်လို့ဆိုရင်တော့ဘော်ဒါဆောင်ပေါ့အခုခက်မှာဆိုလို့ရှိရင် private school private school မှာကျောင်း8ကျောင်းစာထားထားဖြစ်ပါလေ။အဲ့ဒီအတွက်အခင်းဖြစ်ပွားတဲ့အော်တိုဘာ10ရက်ပေါ့နော် အဲ့ဒီအချိန်မှာဆိုလို့ရှိရင်မိခင်ဖြစ်သူကသမီးចောင်းပည့်ရဖြစ်တဲ့အတွက်ပြင်ဦးလင်မှာသမီးကိုလာတွေ့တာဖြစ်ပါတယ်เนาะအဲ့ဒီလိုပဲမင်းမျိုးမှာဘောရာဆောင်တွေ private school တွေကတရင်ကျွတ်ចောင်းပည့်ရတစ်ခုသာကိုယ့်အိမ်ကိုပြန်ဝင်ရှိပါတယ်เนาะအဲ့ဒါကိုယ်တွေចောင်းနေကြတဲ့ခေတ်တိခေတ်ကလေးအကြည့်ပါမယ် ဒီရန်ကုန်တို့မန္တလေးတို့တခြားနယ်ဝေးတွေနယ်ဝေးတွေပေါ့နော်အဲ့လိုမျိုးကနေပြီးတော့ပြင်ဦးလက်မှာဘော်ဒါဇောင်းနေ private school တွေလာထားတယ်ဆိုလို့ရှိရင်တရင်ကျွတ်ချိန်ကိုပဲပြန်ခွင့်ရှိပါတယ်တခြားအဲဒီဇင်ဘာပိတ်ရက်တို့ဘာလို့လဲပြန်ခွင့်မရပါဘူးเนาะပိတ်ရက်စီကတော့တရင်ကျွတ်ပါတယ်အဲ့လိုမျိုးပဲကြောင်မရအမေဖြစ်တဲ့သူကပြင်ဦးလက်မှာကြောင်တက်နေတဲ့တမိဖြစ်သူစီကိုတရင်ကျွတ်ပိတ်ရက်မှာလာတွေ့ပါတယ်အဲ့ဒီဟာမှာလူတက်တဲ့လူတက်သမားပေါ့နော်အဲ့ဒီအမျိုးသမီးကအဲ့ဒီကြောင်မှာမုံရောင်းနေသူပါ เนาะဖတ်ရတဲ့သတင်းထဲမှာဖတ်ရတော့ကဟဲ့အဲ့ဒီတော့ကြာတော့မုံရောင်းတဲ့သူကအဲ့လိုတတ်ရလောက်တဲ့အထိလုံလုံရသလားဆိုတဲ့အကြောင်းဆက်ပြီးတော့ပြောပါမယ်เจ้าကိုမိဘတွေကလာတွေ့တယ်เจ้าသူတွေကလည်းမုံဝယ်စားတယ်ဆိုဒီအသက်စီရယ်ဝယ်စားတယ်ဆိုလို့ရှိရင်ရင်းနေကြပါလေဟိုအရင်ကကြီးပဲနမန်တမ်းမိကြတယ်နမန်တွေတိကြတယ်မိဘတွေဆိုလို့ရှိရင်လည်းမြင်ဘူးတွေ့ဘူးနေကြပါလေအရင်မခင်အောင်တော့เนาะအဲ့တော့အမေရသမီးစီမှာအလဲရောက်နေတဲ့အချိန်မှာဒီမုံစင်းတန်းမှာရောက်နေတဲ့ဒီမုံချောင်းနဲ့ဒီအမျိုးသမီးကနေပြီးတော့ သူ့အမေကိုသူ့အကူကြီးတစ်ခုလိုအပ်လို့သူ့ကိုအကူကြီးလာပေးပါဆိုပြီးတော့လာရောက်ခေါ်သွားပါတယ်ခေါ်သွားပြီးတဲ့အချိန်မှာတမီးရကြံခဲ့တယ်ပေါ့နော်တမီးရသူ့အမေတော်တော်နဲ့လည်းပြန်မလာပြန်မလာဆိုပြီးတော့ဖုန်းဆက်ပါတယ်ဖုန်းဆက်တဲ့အချိန်မှာဘလို့မှဖုန်းခေါ်လို့မရဘူးအဲ့ဒီအချိန်မှာဒီလူတသမာမျိုးတမီးရနောက်ထပ်တစ်ခေါက်ထက်ရောက်လာတယ်တမီးစီကိုတမီးစီကိုထက်ရောက်လာပြီးတော့အဲ့နင့်အမေကဖုန်းပြတ်သွားလို့ခေါ်လို့မရတာအဲ့ဒီအတွက်နင့်မရငါ့ကိုသူ့ နင့်ကိုငါနဲ့အတူတူလိုက်ခဲ့ဖို့လို့ခေါ်တယ်ဆိုပြီးတော့ကောင်မလေးစီကိုကောင်မလေးကိုနောက်တစ်ခါထပ်လာခေါ်ပါတယ်ဒီစနေတန်းเจ้าလူလေးကိုပါအမေကိုယင်ခေါ်သွားတယ်စနေတန်းเจ้าလူလေးကိုနောက်မှာပေါ့နော်အဲ့တော့စနေတန်းเจ้าလူလေးကသူ့နဲ့လိုက်သွားတဲ့အချိန်မှာပြင်ဦးလွင်မေမျိုးရဲ့လူပြတ်တက်တဲ့နေရာစီကိုခေါ်သွားပါတယ်ဒီအမျိုးသမီးကနော်ခေါ်သွားပြီးတဲ့အခါမှာခဏနားအောင်မယ်ဆိုပြီးတော့စိုက်တယ်နဲ့ပေါ့နော်ခဏနားအောင်မယ်ဆိုပြီးတော့ ဒီနားနေတဲ့အချိန်မှာကောင်မလေးကိုသူကအတိတ်ယူလာတဲ့ဝိုင်းပလင်းနဲ့နောက်စီကိုပိတ်ရိုက်လိုက်ပါတယ်။နောက်ကိုခေါင်းကိုပေါ့နော်။ပိတ်ရိုက်လိုက်တဲ့အချိန်မှာကောင်မလေးက move ပြီးတော့တတိလက်တလိုမျိုးဖြစ်သွားတယ်။အဲ့ဒီအချိန်မှာခေါင်းကိုအဆက်မပြတ်နေကြီးနဲ့စောင့်ပါတယ်။အဲ့လိုမျိုးတတိလက်တစ်ချက်ရတစ်ချက်မိညောတစ်ချက်ဖြစ်နေတဲ့အချိန်မှာကောင်မလေးကိုမီးရှို့ပြီးတော့တတ်ပါတယ်။ နော်အဲ့လိုလှုပ်ကြံပါတယ်ပေါ့နော်မီးစို့ပြီးတော့လှုပ်ကြံတဲ့အချိန်မှာကောင်မလေးကအဲ့ဒီဟာရတစ်ချက်မရတစ်ချက်နဲ့ဒီလိုအပူဟတ်တာရဲ့အဲ့လိုမျိုးတတိလက်ချက်ကနေပြီးတော့အဲ့ဒီနားမှာရှိတဲ့ကြံခင်းနေတယ်ဝင်ပြေးပါတယ်ဝင်ပြေးပြီးတော့အဲ့ဒီနားလေးကရွာသားတွေရဲ့ကုညီမှုနဲ့ပဲမင်းမျိုးစေးရုံမှာစေကူတာခွင့်ရပြီးတော့ကောင်မလေးကအသက်ရှင်သွားပါတယ်အဲ့ဒီလိုနဲ့ကောင်မလေးတတိရလာတဲ့အချိန်မှာမေးတဲ့အခါကျတော့သူ့အမေပျောက်ဆုံးနေလို့အဲ့ဒီအခင်းဖြစ်ပွားတဲ့နေရာမှာဆက်လက်ရှာဖွေကြပါတယ်နော်ဆက်လက်ရှာဖွေတဲ့အခါကျတော့ အမျိုးသမီးကမီးဆုပ်ပြီးပြစ်ထားကြတာဖြစ်တော့တယ်နော်အားကြောင့်မလို့ကောင်းပါလေးလေကောင်းကောင်းလွတ်ကောင်းကောင်းမွန်မွန်ထွက်ပြေးခွင့်ရသွားတာပါအဲ့ဒီတော့သူ့အမေကိုဆက်ရှာတဲ့အချိန်မှာသူ့အမေကလူရုပ်မပေါ်အောင် ဟိုပျက်စီးပြီးတော့ခေါင်းတွေလည်းဒီမျိုးထုချေခံထားပြီးတော့မြေကြီးတွေနဲ့ရိုက်ခံထားပြီးတော့ကိုယ့်ရဲ့မျက်နှာကိုလူရောမပေါ်အောင်ကိုပျက်စီးပြီးတော့ပေဆုံးပြီးတော့အသက်ခံထားရပါတယ်။အဲ့ဒါနဲ့တရက်ခံအော်ဘာလို့တက်တာလဲဘာရဲ့ညိုးတွေရှိလို့လဲဆိုတော့သူ့အမေရဲ့ဖုံးတွေလက်ဝတ်လက်စားတွေအဲ့ဒါတွေကိုယူဆောင်သွားတာပါနောက်ဆုံးတော့ပျက်စီးမတ်လို့လောက်ကျန်နေခြင်းဖြစ်ပါတယ်။နော်အဲ့ဒီတော့တရက်ခံကအခုချိန်ထိထွက်ပြေးလွတ်မြောက်နေသေးပါဒီ ကိုယ့်ရဲ့မိန်းမနဲ့သူ့တမီးရဲ့တင်းကိုကြားတဲ့အခါကျတော့အဖေကကြောင်မရနေပြီးတော့ပြင်ဦးလင်ကိုဆိုင်ကယ်နဲ့လိုက်လာတယ်အဲ့လိုလိုက်လာတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီစိတ်ရဲ့စိတ်ကမခံမရနိုင်လို့စိတ်လှုပ်ရှားပြီးတော့ဆိုင်ကယ်အက်ဆီဒန့်တောင်ဖြစ်တယ်လို့ကြားပါတယ်နော်အဲ့တော့ကိုကြားတဲ့ဒုတ်ကြားတဲ့ဒုဆောင်ကန်းထားတဲ့တင်းရတော့အဲ့လောက်ပဲ အဲ့ဒီဟာကိုမှန်လားမမှန်လားကျွန်တော်ကြားတဲ့သတင်းတွေလည်းဘာတွေကွဲလွဲနေရလဲဆိုတာလည်းပြောပြသွားပြအောင်နော်တို့ပြောတာအမှန်လို့တို့မပြောပါဘူးအဲ့တော့နောက်တစ်ခုအနေနဲ့တို့တွေကြောင်းနေတဲ့အချိန်တုန်းကလည်းအစာမိုးကိုလောက်ကျန်တဲ့ဟာဖြစ်ခဲ့ဦးတယ်နော်အဲ့တော့ဟုတ်ပါမလားဖြစ်နိုင်ပါမလားဆိုတဲ့ဟာကျွန်တော်တွေးနေမှာဆိုလို့ကိုယ်တွေကြုံတွေ့ခဲ့ရတဲ့အကြောင်းပြောပြပါမယ်အစာမနေကြတဲ့အချိန်မှာဆိုလို့ရှိရင်အစာမလားစင်စာမိုးပွဲတွေเนาะအပတ်စင်စာမိုးပွဲတွေအဲ့လိုမျိုးတွေရှိပါတယ်အဲ့ဒီအချိန်အချိန်မှာ ဘာသာရက်တွေမှာစာမွေးကြရဲဆိုလို့ရှိရင်အရိုက်ခံရပါတယ်အဲ့လိုမျိုးအရိုက်ခံရတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့ចောင်းသားတွေကမကျေနပ်ပါဘူးအဲ့လိုအရိုက်ခံရတာမျိုးပဲဖြစ်ဖြစ်ကြီးစားစာမီးလို့အရိုက်ခံရတာမျိုးဖြစ်ဖြစ် ကောင်မလေးနဲ့ယောက်ျားလေးတွေနဲ့အဆက်ဆံမပြုလုပ်ရပါဘူးအဲ့လိုအဆက်ဆံပြုလုပ်လို့အရိုက်ခံရတာမျိုးပဲဖြစ်ဖြစ်ចောင်းသားတွေကအဲ့လိုမျိုးမကျေနပ်ပါဘူးမကျေနပ်တဲ့အချိန်မှာဆိုလို့ရှိရင်အစာမိုးတွေကိုသူကညှိုးထားကြပါတယ်။အဲ့ဒီအချိန်မှာဒီလိုအပြင်ထွက်ခွင့်ရတဲ့နေ့တွေမှာဆိုရင် နေနေလိုမျိုးတွေမှာဆိုလို့ရှိရင်အဲ့လိုမျိုးလှုပ်ကြံတဲ့ဟာမျိုးတွေဖြစ်ခဲ့တာပါဒါကကြတော့ तू ကဒေးចောင်းသားပေါ့နော်အဆောင်နေတဲ့ចောင်းသားမဟုတ်ဘူး तू ကအဆောင်မိုးကသူ့ကိုရိုက်တဲ့အချိန်မှာညှိုးထားညှိုးထားပြီးတော့စိုင်ကယ်နဲ့ဖြတ်တိုက်တာအဆောင်မိုးအပြင်ထွက်တဲ့အချိန်မှာဆောင်မိုးကဈေးဝယ်တော့ပါတော့အဲ့လိုပစ္စည်းတဲတော့သွားတဲ့အချိန်မှာစိုင်ကယ်နဲ့ဖြတ်တိုက်ဖြတ်တိုက်ပြီးတော့ဓာတ်နဲ့ထိုးတာပါဓာတ်နဲ့ခံကောင်းလို့ဘေးရလူတွေလာလို့ မသေးတာအဆောင်မှုလည်းမသေးဘူးမသေးခဲ့ဘူးအဲ့ကြောင့်သားလည်းတခြားဘာမှအမှုမဖြစ်သွားပေါ့နော်အဆောင်မှုကဘာမှမဖြစ်တဲ့အတွက်သူကအမှုကိုကြေးအေးပေးလိုက်တယ်ကြောင်းသားလည်းကိုကြောင်းသားလည်းဖြစ်နေတဲ့အတွက်ပေါ့နော်ပြီးတော့ခါကြတော့အဆောင်မှုကလည်းအဲ့ဒီကိုရင်းနေတဲ့အဆောင်ကနေထွက်ပြီးတော့အဲ့ဒီကနေနေပြီးတော့ပျောက်သွားတာဖြစ်ပါတယ်နော်ဒါကတော့ဖြစ်နိုင်မဖြစ်နိုင်စင်ကျင်သုံးသပ်နိုင်မို့လို့ အမ်ရှင်တို့ကိုယ့်ရဲ့အတွေ့အကြုံညွှန်ပြပေးတာဖြစ်ပါတယ်အဲ့ဒီတော့ဒီရက်ဟာဘာဖြစ်လို့လဲဆိုတော့သူ့မှာအကျွေးနေလို့ဘိန်းနေလို့ဘာလို့ဖြစ်ခြင်းဖြစ်မဲ့ကွယ်အခုခေအခြေအနေညာတကယ်လို့ရှင်တို့ကလက်ဝက်လက်စားတွေဝတ်မဲ့ကိုယ့်ရဲ့ပစ္စည်းတွေဆိုလို့ရှိရင်လည်းခေအခြေအနေညာသတိထားကြပါလို့ပြောချင်ပါတယ်ဆူဆူမှာခုလိုနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တတရင်ဦးတွေကလူတက်မှုကလည်းရန်ကုန်ကလူတက်မှုလိုပဲတော်တော်ကြောက်စရာကြီးနော်အာကြောင်မဲမျိုးကနေမျိုးရဆနတ်တန်းကျောင်းသူလေးကပြင်ဦးနေက private school မှာကျောင်းတက်တယ်သူ့မိကကြောင်မဲကနေတရင်ကျုပ်ပိတ်ရဆိုပြီးသူ့သမီးကိုလာလဲတယ် အဲ့ဒါကိုအเจ้าမုံစေးတန်းကအန်ဒီကသူ့မှာအခုညီလိုရလို့ဆိုပြီးသူ့မျိုးခေါ်သွားတယ်ပြီးတော့တတ်ပြတယ်ဗောနော်တတ်တာမှာတော်တော်ရရက်ဆက်ဆက်ကိုအဲ့လိုပဲခေါင်းတွေမျက်နှာတွေကြေမွှားဆုပ်ပြတ်တက်နေအောင်တတ်ထားတာဗောနော်အာသူ့မရတော့သူ့သမီးလေးရတော့သူ့မေပျောက်လို့ဗောဖုန်းခေါ်တယ်ပြီးတော့သူ့အဲ့ဒီတတ်တဲ့မိန်းမကသူ့သမီးကိုထပ်လာခေါ်တယ်သူ့မေကဖုန်းပျောက်သွားလို့ဆိုပြီးတော့ထပ်လာခေါ်တော့သူ့သမီးကလိုက်သွားတယ်ကွယ်လမ်းတဝဲမှာအသင်ပါလာတဲ့ဝိုင်းပလင်းနဲ့နောက်စီကိုရိုက်လိုက်ပြီးတော့လဲသွားတဲ့ချိန်မှာထပ်ပြီးတော့အောက်က မြေကြီးနဲ့ပေါ့နော်မျက်နှာတွေနဲ့စောင့်ပြီးတော့အဲ့လိုမျိုးထပ်ပြီးတော့ရိုက်တတ်တာပေါ့ကွယ်ပြီးတော့အာမီးရှို့ပြီးတော့ထပ်ပြီးမက်စီလောင်းပြီးမီးရှို့ပြီးတတ်တယ်အဲ့ဒါဒါမှမဲ့ကောင်မလေးအဲ့ဒါကိုထွက်ပြေးတာထွက်ပြေးတာကြံကင်းတွေကနေထွက်ပြေးပြီးအနားမှာရှိတဲ့ရွာတွေကိုရောက်သွားတဲ့ခါကျတော့သူတို့အကူညီတောင်းပြီးသူ့အမေလည်းပျောက်နေတယ်ပေါ့ဆိုအကူညီတောင်းပြီးတော့လိုက်ရှာလိုက်တဲ့ခါကျတော့သူ့အမေရဲ့အလောင်းကိုတွေ့တယ်အာသူ့အမေရဲ့အလောင်းကိုတွေ့တော့မျက်နှာတွေစုပ်ပြက်ခေါင်းတွေလည်းစုပ်ပြက်တကူလုံးစုပ်ပြက်ပေါ့ကွာအဲ့လိုမျိုးကြီးတော်တော်အခြေအနေဆိုးဆိုးပေါ့အလောင်းကအဲ့လိုတွေ့ရတယ်ပေါ့ အဲအဲ့တော့အဓိကတတ်တဲ့ယူရချက်ကကြတော့ပါလာတဲ့ပစ္စည်းတွေနဲ့ဖုန်းကိုယူဖို့အတွက်အဓိကပစ္စည်းလုပြီးတော့လူတတ်တာပေါ့နော်ဒီသတင်းကိုကြားတော့သူ့ဖအေကလည်းကြောင်မဲရနေဆိုင်ကယ်နဲ့ဆင်းလာတယ်ဆင်းလာတော့ဒီမိမနဲ့တမီးရဲ့ဖြစ်ရက်ကသူ့ရင်နဲ့ဘယ်လိုမှမခံစားနိုင်ဘူးလေအဲ့ခါကျတော့ဆိုင်ကယ်ထမောက်တယ်ကွယ်ထမောက်ပြီးအခုခြေထောက်ကျိုးတယ်ဖအေကလည်းပေါ့နော်အဲ့တော့အခုခေတ်ကလေဘယ်လိုဖြစ်လဲဆိုတော့ရွှေတွေအဲလက်ဝတ်လက်စားတွေဒီ iPhone တွေအဲ့ဒါတွေကလေလူကိုဒုက္ခပေးဖို့အတွက်မြှုပ်ဆဲနေတယ်လို့ပဲအခုခေတ်ကြီးကကောင်းတာမဟုတ်တဲ့အတွက်လေအရန်လဲပေါ့နော်လူ ဘူးအထင်ကြီးလောက်အောင် ရွှေတွေငွေတွေမဝစ်ဖို့အာအဲ့လိုမျိုးပေါ့မဟာတရားပေါ့နော်သုံးဆွဲပြတာတွေလည်းမလုံးမလုံးတဲ့အချိန်အခါပေါ့နော်ဒါတွေကကိုယ့်ရဲ့အသက်အန္တရာယ်ကိုလည်းထိခိုက်လာနိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်တယ်ဒီလူသက်မှုကရန်ကုန်လူသက်မှုနဲ့တိတ်မချဘူးတတ်ထားတာကလည်းတော်တော်ရဲရဲဆက်ဆက်ကိုတတ်ထားတာပေါ့နော်ကြောက်စရာကြီးနော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကဒီလောက်ပါခင်ဗျဒါကတော့ပြည်ဦးလင်းမှာဖြစ်သွားတဲ့ဖြစ်စဉ်လေးကိုအစအဆုံးပြောပြလာတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ပေါ့နော် ဒီထဲမှာဆိုရင်ကျွန်တော်တို့သင်ခန်းစာတွေဘာတွေရလိုက်လဲဆိုတော့အခုအချိန်မျိုးမှာဆိုရင်သူဘသူ့အမှဒါယုံကြည်လို့မရအောင်ပဲเนาะအခုဆိုရင်လည်းဒါကနတာလေးတည်တဲ့အမျိုးသမီးဟာဆိုရင်သူ့ရဲ့အခက်ခဲကိုဖြေရှင်းဖို့အတွက်အကူအညီတောင်းပြီးတော့ပြီးတော့အချိန်မျိုးကြမှာဒီလိုမျိုးလုပ်လိုက်တာပေါ့เนาะငါပြောလို့ရင်အခုလိုအချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ဒါပြောသွားသလိုပဲလက်ဝတ်ယတနာတွေချွေရီငွေတွေဆိုတာကကျွန်တော်မဝတ်တဲ့နေရာမှာမဝတ်တာတော့အကောင်းဆုံးပဲပေါ့เนาะဒီလိုမျိုးဝတ်လာပြီဆိုရင်ဒီလိုမျိုး အခက်အခဲဖြစ်နေတဲ့သူတွေရဲ့သူတို့ရဲ့အတွင်းထဲမှာကောက်ကျစ်မျိုးရွာမှုတွေကျွန်တော်တို့ကမမြင်နိုင်ဘူးပေါ့နော်။ဒါသူတို့ကမိမပဲဆိုပြီးတော့လေယုံကြည်လို့မရဘူး။အခုလှုပ်သွားတာဆိုရင်အမျိုးသမီးကပဲလှုပ်သွားတာပေါ့နော်။ဒါသူ့အိမ်မှာငွေကြီးခက်ခဲတွေကဘယ်လောက်ထိတောင်ခက်ခဲနေလဲတော့မသိဘူးပေါ့နော်။အခုအချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ငွေကြီးခက်ခဲတာဆိုရင်ကျွန်တော်စားကြွေးတောက်ကြွေးချောက်ခက်ခဲတာမဟုတ်ဘဲနဲ့ကျွန်တော်လောင်းကစားတွေပေါ့နော်။ဒါအမျိုးသမီးတွေဆိုရင်လည်းအခုလောင်းကစားတွေအမျိုးသားတွေအမျိုးသမီးလူငယ်တွေကအဆပေါ့နော်။အခုဆိုလောင်းကစားတွေကိုတော်တော်များများမိုဘိုင်းဖုန်းထဲမှာထည့်ပြီးတော့ လုံလာကြတဲ့အတွက်ကြောင့်မလို့လောင်ကစားအချွေးကြီးပတ်ဆက်အချွေးကြီးကိုအရာပတ်ဆက်နှစ်ဖြည့်ရှင်းလို့မရတဲ့အချိန်မျိုးမှာဒီလိုမျိုးဒါစဉ်းစားတကြတယ်ပေါ့နော်အလွယ်လောက်စဉ်းစားပြီးတော့လုံလိုက်တဲ့အချိန်မျိုးကြီးအမားတွေပါတော့ပြီးဘလို့ဖြစ်စင်နေပြက်လာနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ကြည့်စုအပြင်မျိုးတော့ချေစီတော့လေကျွန်တော်ဒီရက်အထူးပဲကြည့်စုတင်ပါတယ်နောက်တစ်ဗီဒီယိုမှာကြောက်ပြလဲဆုံပြကြမယ်နော်